ဒါဒါဒါကြီးကဘာလဲဗျဒါကအဖိုးရဲ့မြည်လေမဟုတ်ဘူးအဖိုးမြည်ကတေးပြီလေတေးတော့ ਆ ပဲကြားလာပြီဒါဘွေးရဲ့မြည်မဟုတ်ဘူး तू ကနတ်ဆိုးဗျနတ်ဆိုးဖို့သူတရားမင်းပြန်ကြရင်နွားနုပွေးရမှာဆိုတော့အခုညတွေကနွားနုညစ်နေရောတယ်အဲ့ဒီအချိန်ငပိန်ရောက်လာတယ်မနေ့ကျရင် ငါနွားနှုတ်နံပါတ်လေးယူမယ်နော်အိမ်မှာနွားနှုတ်ယူထိုးမလို့ကမနေ့ပြန်ကတော့မရဘူးကြီးဟာဘာဖြစ်လို့လဲငါ့ကိုမှားထားတဲ့သူကရှိပြီသားမင်းကိုရောင်းပြဖို့အတွက်နွားနှုတ်မကြံတော့ဘူးကဟာအော်အေးပါကွာဒါဆိုတပတ်ကကြာနံပါတ်လေးယူမယ်နော်ဘုသူခြံနှားပေးတော့ဟဲ့မခြံနှားပေးရင်ငါစိတ်ဆိုးမှာကျူမထားတာပဲကွာခြံနှားပေးုံနဲ့မကောက်အိမ်နိုင်ရာရောက်ပါလာဖို့ပြီမေဟုတ်လား ဖိုတူအဲ့လိုပြောတော့ငပိလဲချိန်နဲ့သွားပြီးဖိုတူအိမ်ကနေပြန်သွားတော့တယ်နောက်တနေ့မနက်မှဖိုတူတယောက်နွားနုမူတွေကိုချင်းနေတယ်လို့စပိန်တစီနဲ့နွားနုလိုက်ပို့နေတော့တယ်အိမ်နေရှိကိုရောက်မှတော့နွားနုတွေအပြင်းနဲ့အချိန်ပေါင်းနေပြီဖြစ်တဲ့နွားနုမူတွေကိုတွေ့လိုက်ရတာပါဖိုတူလည်းအိမ်တကားကိုခောက်လိုက်တယ်ဆရာကြီးဆရာနွားနုလာပို့တာပါဗျာ ိမ်ထဲကဖိုးကောင်။ကောင်းလေအရှိမထားခဲ့လိုက်လေ။မနှက်ပြန်ရောလာဖို့ပေးရမှာလားဗျ။အင်းဟုတ်တယ်လေ။ဒီမှာမနှက်ပြန်အတွက်ပတ်စံတခါလေးယူသွားလိုက်နော်။အိမ်တကားရဲ့အောက်ဘက်ခြမ်းကနေမနှက်ပြန်အတွက်နွားနို့ကိုပေးလိုက်တော့လေ။ဖိုးထူလေနွားနို့ကိုပတ်စံကိုကင်ကြည့်လေ။နွားနို့တွေတော့ယူနေတယ်။ဒါမဲ့တောင်းလဲမတောင်းဘူး။ဘာလို့ပါလဲ။ဒါမဲ့သူများကိစ္စပဲဆိုပြီး နွားနုကိုရတာနဲ့အဲ့ဒီနေရာကနေထွက်လာခဲ့လိုက်တော့တယ်။နောက်တနေ့မနက်မှာတော့ငပိတ်တယောက်အိမ်ထဲမှာတပြက်စီလင်းရင်ဖိုတူနွားနုလာဖို့ကိုစောင့်နေရတာပါ။နှွေကြလာလို့လားမသိဘူးနော်။လဲလိုက်ရတဲ့တွေ့ရချောက်တီကိုနဲတာမဟုတ်ဘူး။မင်းကြီးကလဲတယ်ဒီနေ့ပြန်ပွားတယ်ဟောဒီနေ့လဲလေဒီနေ့ပြန်ပွားတယ်အဲ့ဒီအချိန် တိန်ကျော်ကနေနွားနို့လာဖို့တယ်ဆိုရဲဖို့သူရဲ့အတန်ကြားလိုက်တော့ငပိန်လေးဟောဟိုကောင်ဖို့သူတော့နွားနို့လာဖို့ပြီတယ်ခဏနေတော့ဖို့သူရဲ့စပိန်လေးငပိန်ရှေ့ကိုရောက်လာတယ်ဖို့သူလည်းနွားနို့ဘူးနှစ်ဖို့ပိုင်လို့ငပိန်နေကိုဝင်လာလိုက်တယ်ဖို့သူကဟဲ့ငပိန်ဒီမှာမင်းမာတာရဲ့နွားနို့နှစ်ဖို့အေးခဏလေးငါပတ်စံသွားယူလိုက်အောင်မေး ဂါနဲ့ငပိန်လည်းပတ်စပ်ယူဖို့အတွက်ထွက်သွားတယ်။အဲ့ဒီအချိန်တရွက်လီတရွက်ကဖိုးတူရဲ့ပကုံးမော့ကိုလာကြွေးချတော့တာပါ။ဖိုးတူလည်းတရွက်လီကိုကင်ကျင်းလိုက်တယ်။အော်၊နှူရောက်လာပြီဆိုတာဒါပေါ့။တရွက်ကတော့လာနှုတ်ဆက်တာပါလား။အဲ့လိုပြောရင်လည်းတရွက်ကလေးကိုသူ့ပေါင်းမိရတဲ့ထည့်လိုက်တော့တယ်။အဲ့ဒီအချိန်ငပိန်တယောက်ပတ်စပ်ယူပြီးတော့အိမ်မော်ကနေဆင်းလာတယ်။ငပိန်က ရော့ဒီမှာဖို့တူမင်းနွားနို့ကိုတက်တော့ဟုတ်တယ်နော်မင်းဟိုရေတော့ရောမလားမလားငါကနွားနို့ဆိုစစ်မှကြိုက်တာနော်အော်မင်းကလေရေမရောပဲရောင်းနေနွားနို့ရောင်းတော့မှရှိလို့လားကွာဘာရင်အထူးတယ်လဲမင်းနေမှမသိဖို့တူအဲ့လိုပြောလိုက်တော့ငပိန်လဲမငင်းတာတော့ပဲငြိမ်းလိုက်ရတော့တယ်တော်တော့လေကွာဘာရင်ငုတ်တော့မင်းနေရလေကွာပို့စရာကြံသေးရမလားငါမင်းကိုပြောရင်ကောင်းမလားလို့တွေးနေလို့ပါကွာဟမ် မင်းဘာမလို့လဲကွမင်းမင်းဖေတွေကနွားနို့ဘူးတွေဘတ်ထားတာကိုလာအာအဲ့ဒါမဟုတ်ပါဘူးဒါလို့ကွငါမြင်တဲ့နွားနို့တော်တော်ပို့နေရတဲ့တောင်မက်ရွာဆိုတာရှိအဲ့ဒီအိမ်ကနေတိုင်းကားစီကနွားနို့ကိုယူတယ်ကွာဒါမဲ့ငါနောက်ရက်တော့ပို့လိုက်တိုင်းအရင်ရက်ယူထားတဲ့နွားနို့တွေကလည်းဟိုဒီတိုင်းမတော့ဘဲနဲ့ငါပို့ခဲ့တော့အတိုင်းပဲကွာမင်းပြောချင်တာကသူကနွားနို့တော့မတော့ဘဲ နွားနို့တွေကိုတော့နေတိုင်းမာနေပေါ့အဲ့လိုလားအေးဟုတ်တယ်အဲ့လိုကွအဲ့ဒါတူးဆက်နေလို့မင်းမထင်ဘူးလားဟာဒါဖြင့်အဲ့ဒီနွားနို့ဘူးတွေကအိမ်ထဲကိုမရောက်တာလားမင်းကိုပတ်စံပြီးတော့ရောသူ့ဘလို့ပေးလေအိမ်တကောင်အုပ်ကနေပေးတာနောက်ပြီးငါသူ့အိမ်ကိုသာနေတိုင်းနွားနို့ပို့သွားနေရသူ့ရုပ်ကိုတကားမှမမြင်ဘူးအတန်ဟုတ်တော့ကြာဘူးလေအတန်ပိုင်ရှင်ကအတန်ရွယ်ခက်ကြီးကြီးပဲကွအဲ့ရောမင်းကအဲ့ဒီဖြစ်ကိုသိကြလို့ ငါ့ကိုအဲ့ဒီကိုလိုက်ဖို့အတွက်ခေါ်ချင်နေရမလားလာသွားမယ်ကြာရယ်ကွာဒလုံနဲ့ငပိန်တယောက်ဖိုးတူနွားနို့ပေါ်ရေးစပိန်နောက်ကနေလိုက်စီလို့တောင်မဲရွှောင်ထွက်လာခဲ့တော်တယ်တောင်မရွာကဖိုးသူပြောတဲ့အင်းရှိကိုရောက်မှာတော့ဖိုးသူကပုံမှန်အတိုင်းအိမ်တကားကိုခောက်လိုက်တော်တယ်။နွားနို့လာဖို့တာပါခင်ဗျ။အိမ်ထဲကဖိုးကိုလည်းထုံးစံအတိုင်း ရှေ့မှာထားခဲ့ဖို့ပြောပြီးတော့ပက်ဆန်ကိုအိမ်တကောင်အောက်ကနေပေးရင်းနဲ့မနဲ့ပြန်လဲနွားနို့ထပ်ယူမယ်ဆိုတဲ့အကြောင်းကိုပြောပြန်တယ်။ဖိုးသူကဟိုအဖိုးကျွန်တော်တခုလောက်မေးလို့ရမလားဗျ။ဘာမေးမှလဲမေးလေ။ဟိုကျွန်တော်စီကနေနေတိုင်းနွားနို့တွေဝယ်ပြီးတောက်လည်းမတောက်ဘူး။ဘာဖြစ်လို့လဲဗျ။အရသာမကောင်းလို့လား။ဟိုကျွန်တော်ကနွားနို့ရောင်းနေရဆိုတော့အရသာမကောင်းရင် ပြင်ပေးလို့ရအောင်မ။အခုက ပစံကိုအလဲကားယူရတယ်လို့ဖြစ်နေလို့ဗျ။ဟမ်အဖိုးကလည်းဖိုးသူရဲ့စိတ်ဓာတ်ကိုသဘောကျသွားပြီးတော့အိမ်ကောင်ကိုဖွင့်လိုက်တော့ရီ။အော်မင်းကိုခုမှမြင်မှုတာလူငယ်လေးပဲ။လာအထက်ဝင်အောင်လေ။ဒါနဲ့ဖိုးသူနဲ့ငပင်လေးအထက်ကိုဝင်လာလိုက်ကြတယ်။အိမ်ထဲမှာတော့ပုံမှန်လူနေအိမ်ဒီအတိုင်းအပြည့်စင်နေနေပါအဖိုးကောင် ခုနကကငါမြင်းမေးတဲ့မိကုံကိုဖြေရရင်မင်းလေးရဲ့နွားနို့တွေကအရသာမကောင်းလို့မဟုတ်ပါဘူးဖဖို့မီကဖဖို့ကိုစိတ်ဆိုးနေလို့မတော့တာပါဟမ်အဖိုးမမင်းရှိတယ်ပေါ့ဟုတ်လားဗျဟုတ်ပါတယ်အဖိုးမမင်းတို့ရွှေမင်းလေးတယောက်ရှိသူကနွားနို့ဆိုအရန်ကြိုက်တာတရက်ကိုနွားနို့မတော့ရဘူးမနေနိုင်ဘူးအဲ့ဒါကြောင့်ဖဖို့ကနေ့တိုင်းငွေတိုက်နေရတာပေါ့ဒါမဲ့သူကစိတ်ဆိုးတော့မတော့တာနဲ့နွားနို့တွေကဒီအတိုင်းချင်းချင်းတော်တော်လာပါပဲကွယ် ။ "तू อ่ะဘာဖြစ်လို့အဲ့လောက်တောင်စိတ်ဆိုးနေရလဲဗျ။ तू လိုချင်တဲ့အကြောင်းမပေးလို့ရလေ။အခုမင်းတို့ရွယ်လူလေးတွေရောက်လာတော့တော်ပဲ။သူ့ကိုချုံမော်ပြီးတော့စကားပြောကြည့်ပါလား။မင်းတို့ကတက်ရွယ်တူတူပဲဆိုတော့သူ့စိတ်ကိုအဖိုးထက်ပိုပြီးနားလည်တာပေါ့။ဟမ်။အဖိုးကအဖိုးမိနဲ့နှစ်ယောက်တည်းနေရလားဗျ။အဲ့ဒီချိန်ဖိုးတို့ကလက်ကနိုင်ကိုကြည့်လိုက်တယ်။ဟိုအဖိုးကျွန်တော်နွားနို့ပို့စရာလေးတွေရှိနေသေးလို့အဲ့ဒါမနေ့ပြန်ကြမှာ ကျွန်တော်တက်တက်လာခဲ့မယ်နော်အဖိုးရဲ့မျက်နှာကတိတိတသာပြတ်သွားတော့တယ်အဲ့ဒါနဲ့ငပိန်ဟာမင်းသွားရင်သွားလိုက်လေငါဒီမှာအဖိုးနဲ့စကားပြောပြီးတော့หนีခဲ့မယ်ဖြစ်ရလားကွာငါကရွာရဲပတ်ရမှာဆိုတော့ကြာမှာနော်ကြာလေးရပါတယ်ကွာအဖိုးနဲ့ဆိုတော့ရှင်အောင်နှောင်းမြစ်လေးတွေပြောရင်းနဲ့ဘူးတုဒ္ဒရွာတာပေါ့အဖိုးဒါဆို ကျွန်တော်တကယ်ချင်းအက်ခဲ့မယ်ဗျဟိုကျွန်တော်ပြီးရင်ပြန်လာမယ်နော်ဖို့အဲ့တော့မှ အဖိုးကိုမျက်နှာလေးပြန်ရွှင်လာတယ်။အင်းအင်းတွားလီမြည်လီဒလုံနဲ့ဖိုးတူလေးနွားနှုတ်ဆက်ဖို့ဖို့အတွက်အိမ်ထဲကနေထွက်လာလိုက်တယ်။ငပိန်တယောက်ကတော့အိမ်ထဲမှာအဖိုးကိုနဲ့စကားပြောရင်းကြံနေခဲ့တော့တာပါ။ဒါနဲ့ဖိုးတူလေးနွားနှုတ်ပို့ရမယ်။ရွာလေးကအိမ်ထိန်ကိုရောက်လာခဲ့တော့တယ်။အဲ့ဒီအိမ်ကအန်တီကြီးနဲ့မရတော့မအေးစိန်နဲ့မျက်နှာလေးကအမေးပြုံးချုပ်ပြီး ဖိုးထူးကိုဆိုလဲတာတရလိုချစ်တဲ့သူပါမအေးစိန်ကဖိုးထူးကိုမြင်တော့ဖိုးထူးလေလာမလားကွဒီနေ့15မိနစ်နောက်ကြရင်တော့ဟုတ်တယ်အနေအေးစိန်လမ်းမှာနွားနို့ပို့ရင်စကားပြောနေလို့ကြာနေရဗျအမေဖိုးထူးတို့ကနွားနို့ပို့ရင်တော့မိခွက်တက်နေပြီပေါ့ဟုတ်လားဟမ်မရလို့မဟုတ်ပါဘူးအနေအေးစိန်ရဟိုဒီတိုင်းပို့နေကြဆိုတော့စကားလေးပါလေးပြောကြည့်ရပါဘောဗျဝူးဒါနေဖိုးထူး တားကဒီရွာရဲ့နွားလူပို့ပေးနေကြဆိုတော့သတိပေးထားအောင်မယ်နော်မအေးစိန်အဲ့လိုပြောလို့တော့ဖိုးထူလေးစိတ်ဝင်စားသွားတယ်ဘာများလေးဗျဟိုမင်းကိုရောမင်းနွားလူပို့ရလားမင်းစီကနွားလူကိုယူသေးရလားဘယ်လေးဗျဟိုတို့ရွာကိုဆက်ဆက်ချင်းဝင်နေလန်တကိုင်းမြဲပိတ်ထားတယ်တိုက်လीအော်ဟုတ်ဥပိုးရည်ဗျအဲ့ဒါဘာဖြစ်လို့လဲပို့ရရင်လေအပြင်းအနေပဲပို့နော် ရှောင်းလို့တော့ထဲကိုမဝင်သွားနဲ့ကြာလာ။ဘာဖြစ်လို့လဲဗျ။အဲ့ဒီရင်ကအဖိုးကြီးကစိတ်ပုံမဲ့မဟုတ်ဘူး။ထိသွားတဲ့သူမျိုးရှိတယ်ပဲထင်နေရ။နောက်ပြီးအဲ့ဒီရင်ထဲကိုဝင်သွားတဲ့သူတွေကလည်းပြန်ထွက်လာတာမျိုးမမြင်ရဘူးကွ။ဗျာ။မြင်ရမရှိဘူးဟုတ်လားဗျ။ဟိုဒါဆိုဒါဆိုထိသွားပြီပေါ့။ထိသွားလို့အရောတော်ဆွေးရောပေါ့ဖိုတူလေးရဲ့ဝင်ရောက်ကနေဆုံးသွားတာကြာလာပြီ။ဒါမင်းသူ့စိတ်ထဲမှာတော့မချွတ်လို့သေးပုံရပါတယ်။ နောက်ပြီးကြားတာကိုပြောတာနော်ကိုတွေ့တော့မဟုတ်ဘူး။ तू ကသူ့မီးကိုပယောကရီနဲ့ပြန်တက်သွင်းလာပြီ။ဟိုတလှကိုဆိုလားတနစ်ကိုဆိုလားလူတယောက်တယောက်အမြဲကြည့်ပြရတယ်။အဲ့ဒီစကားကြားလိုက်တော့ဖိုးထူးတကောလုံးချက်သိမ်းနေထားသွားတယ်။ဟိုအဲ့ဒီအဲ့ဒီစိအဟောပါဘူး။အဲ့ဒီစိဟိုစကားစပြရတော့အားနာပါလေဗျာ။ဟိုကျွန်တော်သွားလိုက်အောင်မေဗျာ။အော်အေးဟုတ်သားပဲ။တားလေနွားနုတ်ပို့စရာရှိသေးရပဲ။နင်းနင်းအဲ့ဒီနွားနုတ်ကိုတောက်ယူလိုက်အောင်မေ။ ။ဟိုရတဲ့အနေအစိမ့်မနေ့ပြန်လာဖို့မှပဲဒီနေ့ဟာပါပောက်ယူလိုက်တော့မင်းဗျ။ဒါနေ့ဘိုတူလေအနေအစိမ့်အင်းကနေပြန်လာခဲ့တော်တယ်။ဘိုတူတယောက်စပိန်ကိုအဖိုးကိုအင်ရှီယာရွာတိစီတငယ်ချင်းစောနဲ့တဲကြီးမဲကြီးအမျက်နှဲလာခဲ့တော်တယ်။စပိန်နင်းရဲ့တလျှောက်လုံးသူ့ရင်လေအယမ်းမူနေရပါ။ဖေယဖေယငပိန်တယောက်ဘာမှမဖြစ်ပါစေနဲ့ဗျာ။ စပိန်ကိုတန်ကုန်နေလာနေတော့တနင်္လာရောက်မှာတော့စပိန်ကချိန်ညှို့ကြသွားတော့တယ်။ဖိုတူလေးစပိန်ပေါ်ကနေနွားနုမှုတွေနဲ့လဲစကုန်တော့တာပါ။ဟာအရှိတယ်စပိန်ချင်းကကြပြန်ပြီ။အာနားလိုက်တာကွာ။စပိန်ပေါ်ကပြုတ်ကျတဲ့အချိန်ကြောင့်တူတူပေါ်သွားပြီးသွေးတွေထွက်နေရောတာပါ။ဖိုတူလေးအချိန်မရှိရနဲ့နွားနုမှုတွေကိုမြ мян ကောက်လိုက်ပြီးခြေထောက်နာနာနဲ့စပိန်ကိုတွန်းလာခဲ့တော့တယ်။ ငပိဘာမှဖြစ်ပါနဲ့ငပိရငါလာနေပြီငါလာပြီနော်ဒီလိုနဲ့ဖို့သူတရားအမော်တကောနဲ့ပြေးလာရင်အိမ်ထဲကိုရုံးတော်မနဲ့ပြင်းဝင်လာတော့တယ်အိမ်ထဲမှာတော့သူတင်တယ်လို့မဟုတ်ပြီငပိနဲ့ဘိုးကစကားပြောရင်းနဲ့ရီမောနေကြတာပါဟာခြေတန်တင်းရင်းနဲ့ဝင်လာတဲ့ဖို့သူကြောင့်ငပိဟောင်းဟဲ့ဖို့သူအမောတကောနဲ့ဘာဖြစ်လာလဲကွဟဲ့ငပိ ဟိုသွားကြရအောင်ကွာမြင်မြင်သွားရမလို့လားအဖိုးမီးလေးနဲ့တွေ့သားမအောင်လားကွေဟိုကျွန်တော်နောက်ရက်မှပဲလာခဲ့ပါမယ်ဗျာဖို့အခုအလုပ်ကိစ္စလေးပေါ်လာလို့ပါဟိုပြောင်းမပြေပါအောင်နော်ဒါနဲ့ပို့သူလေငပိန့်ကိုခေါ်ပြီးပြန်ထွက်မယ်လို့အဖိုးကဝင်မောက်တကောင်ကိုပိတ်ချလိုက်တော့တယ်အဖိုးမီးလေးကိုကုချော့ပေးသွားအောင်လေကွေနောက်ရက်မှပြန်လာခဲ့မယ်နော်ဖို့အဖိုးမီးလေးကသူ့နဲ့ကစားမယ့်သူကိုစောင့်နေရာ အဲ့ဒါမင်းတို့တူတူကစားပေးပြီးမှသွားလေအချိန်မရလို့ပါဗျအဲ့ဒီအချိန်ဖိုတူတူကသွေးနဲ့ရတော့တေးပြီးသားကိုအသက်ပြန်နေတာရယ်အဖိုးရဲ့မိနှက်စုကအကန်တကောင်ဝုန်းနှိုက်ဖွင့်ပြီးအကန်းမြင့်မကိုထွက်လာတော့လေငပိန်နဲ့ဖိုတူလည်းသူတို့မြင်လိုက်ရတဲ့အရာကြောင့်ထိတ်လန့်သွားတော့တာပါငပိန်ကဒါဒါဒါကြီးကဘာလဲဗျဒါကအဖိုးရဲ့မြီးလေး မဟုတ်ဘူးအဖိုးမကြီးကတေးပြီလေတေးသွားပြီကြားလာပြီဒါဘွဲ့ရဲ့မိမဟုတ်ဘူး तू ကနတ်ဆိုးဗျနတ်ဆိုးပေါ်တူအဲ့လိုပြောလိုက်တော့ငက်ပင်ရဟဲ့ပေါ်တူမိရတာတွေဘလို့သိရလဲအဲ့ဒါတွေငါနောက်မှပြောမယ်ဒီကနေမြန်ဆုံးထွက်ရအောင်အဲ့ဒီအချိန်နတ်ဆိုးကငုံငနဲ့ပြေးလာပြီငပိတ်ကိုတုံထုံလို့ပေါ်တူနောက်ကတ်လိုက်တော့လေသွေးသွေးသွေးနဲ့ရတယ်သွေးလူသားသွေးနဲ့ကိုကြိုက်တယ် လူသားတို့မြင်းလေးတို့ကမြင်းလေးစိတ်ဆိုးနေအောင်ချော့ပေးမလို့တဲ့မြင်းလေးစိတ်ဆိုးပြီတော့လေနော်အဲ့ဒီချိန်ကပင်အားရုတ်တရက်မှုအချိန်မထိန်နိုင်နဲ့လေသွားရအောင်ပြန်ထလာတယ်လက်ဆတ်တော့စိတ်ရစမြေးဖို့နဲ့တွေ့နေအောင်အေးငပိန်လက်ဆတ်ပြာသေးတာပေါ့ငပိန်ကနတ်ဆိုးနာကိုလင်းမြန်တိုင်းနဲ့ပြေးဝင်လာပြီးနတ်ဆိုးကိုဖိုးထူနာကနေတုံထုံလိုက်တော့တယ်နတ်ဆိုးလေးအဝေးကိုနှွတ်ထွက်သွားတော့တယ် အဖိုးကသူ့မြင့်လဲကျသွားတဲ့အတွက်ကြောင့်မြင်းလေးဟိုရရလားအဆင်ပြေရလားသူ့မြင့်နဲ့ဆိုကိုသွားထုတ်နေရတာပါအဲ့နောက်မှာတော့ငပိန်ကဟဲ့ဘုဒ္ဓမင်းခုနကငါ့ရင်တော့လေမင်းမကုန်းမော်ကြွေးကြတဲ့တည့်ရွက်ယူလာခဲ့တယ်မလားအဲ့ဒါငါ့ကိုပေးစမှာဟမ်မင်းဟာအဲ့ဒါကိုဘယ်လိုသိရလဲပေးစာရှိရပေးစမှာကွာဒါနဲ့ဘုဒ္ဓလေး ူပေါင်းမိအိတ်ထဲမှာထည့်ထားတဲ့တဲ့ရွက်ကြောင်လေးကိုငပိတ်အောင်ပေးလိုက်တယ်။အဲဒီချိန်နဲ့ဆိုတော့ငပိတ်စီကိုပြေးဝင်လာပြီးငပိတ်လည်းပြီးညှစ်ထားလိုက်တော့တယ်။ငပိတ်လည်းရုတ်တရက်ဆိုတော့တဲ့ရွက်ကမြေပြင်ပေါ်ကိုပြုတ်ကျသွားတော့တာပါ။ငါစားစရာလာမနောက်ရှက်နဲ့မင်းလည်းငါ့ရဲ့အစာပဲအစာပဲအဲ့လိုပြောပြီးတော့သူ့ရဲ့ရှည်လျားတဲ့ရှာကြီးနဲ့ငပိတ်ရဲ့မျက်နှာကိုရက်တော်တယ်။ငပိတ်ဟာဟဲ့ပို့သူအဲ့ဒီတဲ့ရွက်ကိုကောက်ပြီးတော့ ကိုကျက်ကြီးတင်မိထားတဲ့အသက်ထောက်ကားတော်ရွှတ်လိုက်မြင်မြန်ငပိန်ကတော့သူ့ကိုလဲပြီးညှစ်ထားတဲ့နှက်စိုးကိုသူ့ရဲ့တိုင်းခွက်နဲ့ဟောတခွက်ဟောတခွက်ချနေလာတာပါပိုတူကငပိန်ပြောတယ်လို့အသက်ထောက်ကားတော်ရွှတ်ဖို့အတွက်အောက်မှာကျနေတဲ့တိရွက်ကိုတွားကောင်းလိုက်တယ်အဲ့ဒီအချိန်အဖိုးကတင်ရွက်ကိုလူကောက်လိုက်ပြီး အလင်းကနေပြဲပြစ်လိုက်တော့တယ်။ဟာ၊သွားပြီ ငပိန်ကတိုက်ခိုက်နေရကနေဘာမှဖြစ်ဘူးဘို့သူဂါရာရွတ်လို့ရမယ်ဘယ်ရောက်မှဆိုရတယ်စောင်းရဲဆိုလည်းအဆင်ပြေတယ်ဒါနဲ့ဘို့သူလည်းစောင်းကိုလက်ရှာသလိုလုပ်ပြီးပြေးတဲ့ဟန်လုံးလိုက်တော့အဖိုးကလည်းစောင်းကိုသွားပြေးယူလို့ရတယ်အဲ့ဒီချိန်ဘို့သူကအဖိုးကိုဖျက်ပြစ်လိုက်တဲ့တိရွဲ့ရဲ့တပိုင်းကိုကောက်ယူပြီးဂါရာကိုရွတ်လိုက်တော့တာပါငပိန်ကတော့နဆိုးဘို့သူစီကိုမသွားနိုင်အောင်အသေးရလေတိုက်ခိုက်နေရတော့တယ်အဲ့ဒီချိန်ဘို့သူက ငပိမတ်ကိုပြေးလာတဲ့အတွက်ငပိယဟာဟဲ့ဘာလို့ငါ့စီကိုပြေးလာလဲကွာငပိမျက်နှာမှာပေးနေတဲ့နတ်ဆိုးရဲ့ဇတိတွေနဲ့ကာလာရွှတ်ထားတဲ့သူ့ရဲ့မှာကတ်လိုက်ပြီးအိမ်နေရာမှာတိတ်ရွက်ကိုရိုက်ချလိုက်တော့လေအဲ့ဒီအချိန်မှာပဲငပိနဲ့တိုက်ခိုက်နေတဲ့နတ်ဆိုးလေးချက်ချင်းဆိုသလိုမင်းတို့လောင်ကျွမ်းသွားပြီးတော့ငပိရှိရနေပြောက်ွယ်သွားတော့လေအဖိုးကမဟုတ်ဘူးမဟုတ်ဘူးငါမြင်လေး အဖိုးကတော့အယူတရားမလို့အိမ်ထဲမှာကြံနေခဲ့တော့တာပါပိုဒူနေငပိန်ကတော့အိမ်ပြင်ကိုပြန်ထွက်လာကြပြီငပိန်ဟာပိုဒူမင်းတော့ဝဲလက်တရားရော်သွားပြီပဲကွပိုဒူကငပိန်စကားကြောင့်ရေးလိုက်တယ်ကိစ္စမရှိပါဘူးကွာဘာပဲဖြစ်ဖြစ်ငါတို့လုံနိုင်လိုက်တာကိုပဲကျေနပ်ပါတယ်ငါမင်းမရှိရင်လုံနိုင်မှာမဟုတ်ဘူးကွသိလား ငါရောပဲကွာ။ငါလည်းမင်းနဲ့အတူတူမူလောက်နိုင်တာ။ဒီလိုနဲ့သူတို့တတွေတရားမကောင်းကိုတရားဖတ်လိုက်ကြလို့လေ။အဲနောက်တော့စပိန်ကိုတွန်းလို့အောင်မန်းရွာကိုပြန်လာခဲ့ကြလို့လေ။